ော်ဟန်ခရစ်ဝင်ကျမ်းမှာစမ်းကျင်မှုဖေးသေးတရားရေကန်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအပိုင်း၅အပိုင်းငယ်၁မှ၁ရေရုရှလင်မြို့မှာဖေးသေးတရားအမည်ရှိတဲ့ရေကန်တစ်ခုရှိပါတယ်ဖေးသေးတရားဆိုတာကဂေယုနာအိမ်လို့အဓိပ္ပာယ်ရပါတယ် ဖျားသခင်ရဲ့ကောင်းကင်တမန်ကဆင်းသက်ပြီးရေကိုလှောက်ခတ်စေတဲ့အချိန်ရှိတာကြောင့်ထိုအချိန်မှာရေကဲနဲ့ကိုပထမဆုံးဝင်ရောက်တဲ့သူကဘလို့ရောဂါမဆိုးပျောက်ကင်းမယ်လို့ပုံမြင်တဲ့ပုံရှိခဲ့ပါတယ်။ဟုတ်ပါတယ်။ကောင်းကင်တမန်တော်ကညီသည့်အချိန်မှာဆင်းလာပြီးရေကိုလှောက်ခတ်မလဲဆိုတာဘသူမှမသိကြပါဘူး။ဒီတော့လူတော်တော်များများကထိုနေရာနားမှာပဲစောင့်နေကြပါတယ်။ ို့အပြင်အမြင့်အယုံချိုးယွင်းသူနဲ့ဒါမှမဟုတ်ရွေထရားသွားလာဖို့အခက်အခဲရှိသူများကဥဥစွာဝင်ရောက်ဖို့ကိုပြိုင်ဆိုင်နေကြပါတယ်။ဒီနေ့အကြောင်းအရာကတော့38နှစ်ကြာအိယာပေါ်မှာယောဂဝေဒနာခံစားနေကြရသူတို့အကြောင်းပဲဖြစ်ပါတယ်။အားလည်းတည့်ရက်မှာသခင်ယေရှုက ထိုအရက်တို့လာရောက်တဲ့အခါထိုလူနာကိုမြင်ခဲ့ပါတယ်။ပဝင်းခြင်းကိုကြည်လိုက်တဲ့အခါ ဒီလူကနေမကားဖြစ်နေတာ ကြားလာပြီဆိုတာကို သိလိုက်ရပါတယ်။တခင်ယေရှုကသင်နေကောင်းခြင်းလားလို့မေးပါတယ်။အခဲ၍သင်ကလူနာတအုပ်ဖြစ်ခဲ့ပါက ကျွန်တော်နေကောင်းခြင်းပါတယ်လို့တဘာဝကြကြပုံမှန်ပြန်ပြီးပြောပါလိမ့်မယ်။ဒါပေမဲ့ဒီလူကနည်းနည်းထူးထူးခြားခြားပြန်ဖြေပါတယ်။ရေတွေဝဲကရက်ထားတဲ့အခါမှာဘသူမှကျွန်ုပ်ကိုရေခဲနဲ့ကိုမထည့်ကြပါဘူး။ ကျွန်ုပ်သွားနေတော့မှာပဲ အခြားသူတွေက ရေကန်ထဲကိုအရင်ဆင်းသွားကြမှာပါဘဝရဲ့ရည်ရွယ်ချက်ကရေထဲကိုအရင်ဆင်းဖို့ထက်ယောဂဝေဒနာပုံမကောင်းပေါ်လာဖို့ကအရေးကြီးတယ်ဆိုတဲ့အရာကို သူမသိတာပဲဖြစ်နိုင်ပါတယ်သခင်ယေရှုကသူ့အတွက် ရေကန်ကိုလည်းမမွှေးစေပဲရွေလျားနေတဲ့ရေနဲ့အတူ ရေကန်ထဲကိုလည်းတင်မချခဲ့ပါဘူး တင်းရဲ့ဖျားကို ကောက်ကင်ပြီးလမ်းလျှောက်သွားပါလို့ထမ်းနိုင်နေတဲ့သူကိုလှမ်းပြောလိုက်ပါတယ်။အံ့ဩစရာကောင်းစွာပဲတခင်ယေရှုရဲ့စကားကိုကြားပြီးတဲ့နောက်ထိုလူက သူ့ရဲ့ဖျားကို ကောက်ပြီးလမ်းလျှောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တမချန်းစာမှာထိုနေ့ကဥပုံနေ့ဖြစ်တယ်လို့ဆိုထားပါဗျ။ရုပ်တလူတို့ကဥပုံနေ့၌ ။တင်လဲနှောင်းနေတဲ့ဖျားကိုမသေးရဘူးလို့38နှစ်ကြာလမ်းမလျှောက်နိုင်ခဲ့တဲ့အမျိုးသားတအုပ်ကိုမြင်ပြီးမိတ်တော်မူပါတယ်။ယောဂပျောက်ကင်းသွားသူက38နှစ်ကြာမှပျောက်ကင်းသွားတဲ့ကျွန်ုပ်ရဲ့ခန္ဓာကိုယ်ကိုတင်တို့ဘာလို့မတွေ့ရတာလဲလို့ပြန်ပြီးမမေးနိုင်တော့ပါဘူး။ဥပဒေကို ချိုးပေါက်တယ်ဆိုတဲ့ဆွဆွဲချက်ကြောင့်ရှယ်ယွန်စွာနဲ့ပဲတနုတ်ကို ထိုသူက နေကောင်းအောင်ကုပေးပြီ လမ်းလျှောက်တော်မူစေလို့ပါလို့ရိုးရိုးရှင်းရှင်းပဲပြောခဲ့ပါတယ်။နောက်ပိုင်းမှာသခင်ယေရှုကဗိမာန်တော်မှာထိုလူကိုထပ်မံတွေးဆောင်ပြီးနောက်မှာတော့အပြစ်မရှိစေသင်တို့မှာမကောင်းသောဘယ်အရာမှ မဖြစ်ပါစေနဲ့လို့မိန့်တော်မူပါတယ်။ထို့အခါအနာပြောက်တော်သူကယုဒလူတို့ထံသွားပြီးသခင်ယေရှုကသူ့ကိုကုသပေးတဲ့အကြောင်းကိုပြောပါတယ်။ ထိုအခါယုဒလူတို့ကဥပုပ်တရားကိုမဆုံးထိန်ဘူးလို့ဆိုကသခင်ယေရှုကိုနှောက်ယှက်ပါတော့တယ်။အားလုံးပဲအဖွဲ့ကိစ္စရဲ့ကြုံလာလို့ရှိရင်လူတို့ကသခင်ယေရှုကိုယုံကြည်ကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒါပေမဲ့ဒီနေ့အကြောင်းအရာကတော့ထိုကဲ့သို့ဖြစ်ပုံမရခဲ့ပါဘူး။အနာပြောက်ကင်းသောသူကသခင်ယေရှုကိုဆွဆွဲပြီးသခင်ယေရှုကတရားတော်ကိုချိုးပေါက်တယ်ဆိုပြီးရုဒ္ဓလူတို့ကအမျက်ထွက်ကြပါတယ် ရှင်ယောဟန်ခရစ်ဝင်ကျမ်းအပိုင်း1မှာဆိုထားတာကအလင်းသည်မှောင်မိုက်ထဲသို့ဝင်လာတော့လဲမှောင်မိုက်သည်မအောင်မြင်နိုင်ပါသခင်ယေရှုကတပံဒုစရိုက်ကိုမပြုနဲ့လို့ယောဂပြောက်ကင်းတော်သူကိုမိတ်ဆိုတဲ့အခါမှောင်မိုက်တဲ့အရာကိုအောင်းနိုင်တော့အလင်းကဘသူဖြစ်မလဲယနေ့သတင်းစကားကိုနားထောင်သူအားလုံးလည်းအဖွဲအမှုများကိုတွေးကြုံခန်းစားရပြီးအလင်းဖြစ်တော်မူသောသခင်ယေရှုနောက်သို့ရှောက်လန်းကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။